အာကိုရန်လေးဆိုတာကကျွန်တော်တို့ရုပ်ရှင်ကြည့်မယ်ဆိုလို့ရှိရင်မင်းသားဆိုလို့ဗမာပြည်မှာပေါ့နော်ကိုရန်လေးတယောက်ပဲကြည့်ရမယ်လို့ပုံပဲမှတ်ထားမိတာအခုကိုကြည့်ရင်ကြည့်ရင်လည်းကြိုက်ပြီးတော့အမြဲတမ်းဒီလိုလက်စွပ်တွေအကြီးကြီးတွေကိုကြိုက်မိသွားတာပေါ့နော်ကြိုက်မိသွားတဲ့အတွက်ကြောင့်ကိုခုနပြောခဲ့သလိုပဲကျွန်တော်ခန္ဓာကိုယ်ရဲ့69ရာခိုင်နှုန်းကျော်ကျော်ကကိုရန်လေးရဲ့ပုံရိပ်တွေပါလို့ထင်တယ်အာဒါ2024ခုနှစ်အတွက်အကယ်ဒမီရရှိခဲ့တဲ့ ူတွေရောဝိုင်းဝန်းပူညီခဲ့တဲ့လူတွေရောအားလုံးကိုအဲမြန်မာငွေရှင်စီအောင်နေပြီးတော့မှဘုံဘုံဘက်သာဆောင်ဝေးစစ်မှပြရပါမယ်။စုမှုရေးလည်းခက်ချင်းနေတာပါ။ကဲပါကျွန်တော်ကတော့ဒီနေ့ Gary ပွဲပွဲမှာအာရွှေဂျူတွေရော MC တွေရောအားလုံးပေါင်း48ယောက်ကို make up တွေဝတ်ဆောင်နေစမနာပေးထားတဲ့အတွက်ဒီနေ့မှာတော့ဒါဘုံမြတ်စွာပွဲကိုတက်ဖြစ်ရတာပါအဲ့တော့ဒီညမှာတော့ကျွန်တော်ကိုတာကီမဟုတ်တော့ဘူးเนาะ Academy ကိုတာကီဖြစ်သွားပါပြီအာ နှစ်တိုင်းရေလို့တော့မဟုတ်ပါဘူးဒါပေမဲ့လည်းအဲ့လိုပေါ့ပတ်ဆိုင်သွားနှစ်မှာရတာလို့ကျွန်တော်တို့ပို့ကူခံစားမိပါတယ်ပတ်ဆိုင်သွားနှစ်ဒီလက်ထဲနဲ့တော်မရမရပေါ့အဲ့လိုပေါ့အဲဒီနေ့ကျတော့လည်းအဲ့လိုပေါ့ကျွန်တော်မိုးဘူးတဲ့အကြောင်းပေါ့နော်အဲအနက်ကိုတစ်ခါမှကြည့်ဖို့မိုးဘူးတော့အနက်လေးဘူးဖြစ်သွားတယ်ဒီတော့ဒီပုံမှာအဲ့လိုပေါ့ဒီကိုစားစင်းမှုမှာစုလေးရတော့လည်းကျွန်တော်အများကြီးအမှတ်ရလက်ခဲ့တဲ့ဝင်လက်တာပါတယ် အာဝမ်းသာပါတယ်ပြဒါကျွန်တော်တို့ကျွန်တော်ကြောက်တဲ့ကောင်းမှုပေါ့ကျွန်တော်ရဲ့ဟိုကျွန်တော်ဖန်ပြီးပြတဲ့အဲတကြီးကျော်ဟိုရတဲ့ကမတ်ကြံလို့ရောနောက်ကိုဘုဟုဆိုတဲ့တက်ကိုအင်းချူတဲ့ညီလေးလေးရှိတယ်အဲသူတို့ကချုပ်ပြီးတာကိုသူရဲ့အဲဒီအနေပေါက်ဆက်တဲ့ခါမှာကျွန်တော်နဲ့လက်ပတ်သွားတာပါအဲဒါကိုဟိုစူးရရဖြစ်မှာအဲအဲဒါကိုသူကဒါမတ်ကြံတို့ကဒါကဟိုဆက်ထိုးမှုတကယ်ရကန်းနဲ့ရက်ပြီးတော့ရက်ထားတာ အဲ့လိုဒီကျွန်တော်စာဟုတ်တယ်ပင်စားတော့ပြည်သူတက်ကိုကိုတို့ရတယ်ပေါ်ပြီးတော့မှအဲ့ဒီကိုဒီဂျစ်တာကိုကိုကလည်းရက်ခဏလာကြတယ်ဂျင်းဂျင်းစစ်ပါဟုတ်ကဲ့ဘယ်ရက်လောက်ဖြစ်ခဲ့ရလဲအဲ့လိုမသိဘူးပြကျွန်တော်ရှိကြတော့6လလောက်ရှိတယ်ရပြီးသေးရ6လောက်ကွဲမတိုင်နေလေဟိုပို့ထားလိုက်တာပစိုးဆိုးရရရနေရလာလာလာရအောင်ပစိုးထားလိုက်တာပေါ့အဲ့လိုပေါ့ဟုတ်လား တက်ကြည့်ပြောပြပါအောင်ကိုယ်ရဲ့ fashion ပေါ့ကိုယ်လေးပေါ့အာကိုယ်လေးရဲ့ fashion ကကိုယ်လေးကတော့ဒါရုပ်ရှင်မြန်မာနိုင်ငံရုပ်ရှင်လောကသားအားလုံးရဲ့ဒါ fashion king ပါပဲအာဘာလို့ဆိုတော့ကျွန်တော်ငယ်ငယ်တည်းကကိုယ်လေးကိုအရင်ပေါ်ကြခဲ့ရတယ်ကိုယ်လေးရဲ့ fashion တွေကိုယ်လေးရဲ့ပုံရိပ်တွေလည်းပဲကြီးပြင်းခဲ့ရတယ်ပေါ့နော်အဲ့တော့အမှန်တိုင်းပြောရင်တော့ကျွန်တော်ရဲ့ဒီကျွန်တော် ကိုယ်ပေါ်မှာရှိနေတဲ့ fashion တွေတော်တော်များများလဲကိုရင်လေးရဲ့ fashion တွေကလွှမ်းမိုးမှုက68ရာခိုင်နှုန်းလောက်ရှိပါတယ်ဒါအမှန်တမ်းပြောတော့ပါဆိုတော့အခုကိုရမ်းကြိုက်ခဲ့ရတယ်ပြီးတော့ message နဲ့ပေါ့နော်မောင်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဆိုကျွန်တော်အိမ်မက်မက်ခဲ့ရတဲ့ကားလေးပေါ့ဒါဆိုတော့အဲ့ကားထဲမှာကိုရင်လေးကဖုန်းတွေဒီဘက်ကတလုံးဒီဘက်ကတလုံးပြီးရင်အိမ်ပြန်လာတယ်ပြီးရင်အမေကိုပြောပြရတယ်အာဘယ်မှာတော့ပုံလိုက်ကြည့်ခွင့်လာပြီဆိုတော့ရမ်းအားကြခဲ့တာအဲ့ဒီအားကြတဲ့စိတ်တွေနဲ့အော်ငါအသက်ကြီးလာလို့ရှိရင်လေကိုရင်လေးရဲ့ ဇက်ကောင်အတိုင်းပေါ့နော်အောင်မြင်တဲ့သူတယောက်ဖြစ်အောင်လုပ်တွေအများကြီးလုပ်နိုင်ပြီးပြီးပါအောင်ကျေးဇူးဆန်းနိုင်အောင်ငါစူးစမ်းမယ်ဆိုတဲ့စိတ်တွေလေးပေါ့ဒါကြီးပြင်းခဲ့ရတယ်အဲ့တော့ဝန်ရံလေးကို fashion တွေမကအောင်ဆန်သားတွေခြေပြားတွေအကုန်ကြိုက်တယ်ဒီလိုပါလေကတကယ်ပြောတာပါတယုံဆောင်မှုတွေလည်းအရန်ကြိုက်တယ်အာငငယ်တော့ဆိုလို့ရှိရင်ကိုရံလေးမျက်ခုံးမျိုးဖြစ်ချင်တာ ကိုကမိတ်ကက်ဆရာမဟုတ်သေးဘူးအဲ့ဒီအချိန်မှာတော့မှန်ကြည့်ပြီးတော့ဟိုဘယ်လိုပြောမျက်ဖုံးကိုတူအောင်လိုက်ဆွဲခဲ့ရတာပေါ့နော်အခုကြည့်ဒါကတော့ဒါမိတ်ကက်ဆရာဖြစ်သွားပြီဆိုရင်တော့တက်နိုင်ဆုံးတူအောင်ဆွဲနိုင်သွားပြီတူလားမသိဘူးတူလားပေါ့ဒါလည်းမျက်ဖုံးကိုဆွဲတာ ဟုတ်တယ်အာကျွန်တော်မျက်ခုံကပါရတယ်ခင်ဗျာဒီလောက်မထူပါဘူးကျွန်တော်ဒါကိုရံလေးကိုကြိုက်လို့ကိုရံလေးမျက်ခုံနဲ့တတ်နိုင်ဆုံးတူအောင်ကျွန်တော်ဆွဲထားတာပါပြီးတော့နေရီသွားလို့ရှိရင်လည်းဒီအားလုံးကပြောတယ်အာကိုရံလေးနဲ့အရန်တူတယ်ဒါပေမဲ့ကိုရံလေးလောက်တော့မချောဘူးလေတူဘူးချောရဲဘူးချောရဲဘာလို့ပူတာဝန်တယ်မပချိုင်လေးရပချိုင်လေးဒါလေးတစ်ခုတော့ကျွန်တော်ပို့ဝါတာပေါ့နော်ပချိုင်လေးတစ်ခုပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာပြောမှာဟုတ်တာပေါ့ ိုရင်လေးကတော့မျက်ခုံးထူတာအစ်စ်ပါကျွန်တော်တော့အတူပါခင်ဗျာအဲမဟုတ်ပါဘူးကိုလည်းနည်းနည်းပေါ့ပေါ့ထည့်ရပါတယ်ဟုတ်အဲတက်ကြည့်လိုက်မျက်ခုံးမွေးလေးချွတ်တယ်လေအာကိုရန်လေးဆိုတာကကျွန်တော်တို့ရုပ်ရှင်ကြည့်မယ်ဆိုလို့ရှိရင်မင်းသားဆိုလို့ဗမာပြည်မှာပေါ့နော်ကိုရန်လေးတယောက်ပဲကြည့်ရမယ်လို့ပုံပဲမှတ်ထားမိတာ ဒါဒါဒါငငယ်တော့ပုံရိပ်တူပြောပြီးရင်ကိုရဲအောင်ရှိမယ်ပေါ့ဒီနေ့ရောက်တော့ပဲကျွန်တော်တို့ကြည့်ခဲ့ရတာပေါ့နော်ပြီးရင်ပေါ့ကျွန်တော်ရဲ့အမှတ်တရတွေထဲမှာကိုရဲနေကအများအန်းပါတယ်။ဘာကြောင့်ဆိုတော့ကျွန်တော်ဆယ်ရန်အောင်မိုးစူးစမ်းတဲ့အခါမှာကျွန်တော်ကအရန်လိုချင်နေတာဘာလဲဆိုတော့ကိုရဲနေရဲ့ hand chain ်ကိုရန်လေးရဲ့စိတ်နေတဲ့ဟန်ချင်းမာစီဒီဒီဇိုင်းတွေဟုတ်ကဲ့အဲ့ဒီဟန်ချင်းကိုကျွန်တော်အရန်လိုချင်တာဒါပေမဲ့အဖေတို့မေတို့ကဘာပြောလဲဆိုတော့ဆန်ရန်မှာဂုံမှုတွေပါမှလုပ်ပေးမယ်ဆိုတဲ့အတွက်ကြောင့်မလို့ဆန်ရန်မှာဂုံမှုသုံးပါတာနဲ့ကျွန်တော်ပါတဲ့အခါမှာကျွန်တော်ဆုတောင်းခဲ့တာဒီကိုရန်လေးရဲ့ဟန်ချင်းနဲ့ကိုရန်လေးရဲ့လက်စွပ် ဲ့အဲ့နှစ်ခုကိုကျွန်တော်စုပေါင်းခဲ့တာပေါ့နော်အဲ့တော့စုစုဖြစ်ကျွန်တော်ပေါင်းခဲ့တာပေါ့နော်အဲ့တော့ကိုရံလေးကတော့ကျွန်တော်ဘဝမှာတော့ဒါအမှတ်တရတွေနဲ့ပဲပြည့်နှက်နေတာပါပြီးတော့အခုချဲရမီမပြည်သူတွေဆိုရင်ကျွန်တော်ကိုကြည့်တဲ့အခါကျရင်လက်စုပ်အကြီးကြီးတွေဝတ်တယ်ဆိုပြီးတော့အာရမတ်ပေးတယ်ပေါ့အဲ့ဒီရဲ့ပုံရိပ်ကလည်းဘယ်သူဆရာလာလဲဆိုရင်ကိုရံလေးဆရာပဲလာအခုကိုကြည့်ရင်ကြည့်ရင်လည်းကြိုက်ပြီးတော့အများအားဖြင့်ဒီလိုလက်စုပ်တွေအကြီးကြီးတွေကိုကြိုက်မိသွားတာပေါ့နော်ကြိုက်မိသွားတဲ့အတွက်ကြောင့်ကိုခုနပြောခဲ့သလိုပဲကျွန်တော်ခန္ဓာကိုယ်ရဲ့69ရာခိုင်နှုန်းကျော်ကျော်ကကိုရံလေးရဲ့ပုံရိပ်တွေပါလို့ထင်တယ် အော်အငယ်ကြီးရတာအများကြီးကိုတော့ဝမ်းသာတယ်ကြိုဆိုတယ်ပေါ့နော်အငယ်ကြီးကလည်းတကယ်ကြိုးစားတယ်တကယ်ကြိုးစားတယ်ထိုက်ထိုက်တယ်နဲ့စူချင်းမြင်ရင်ခံရတယ်ပေါ့အဲတော့ဒီအစ်မောချူလီရောပေါ့နော်နောက်ကိုလိုကုဒီညီမတွေဖြစ်တဲ့ကိုလီကိုလိုအဲဝမ်မွှေရွှေရွှေတွေတို့ရေတော်ကြတယ်ရေတော်တယ်ဒီလစ်တော်တယ်သူတော်တယ်လည်းပြန်မှတွေ့ကြရပေါ့နော်ကိုနဲ့ကားလို့ရတဲ့ခါမှလည်းအော်တော်လည်းကြတာဒီစင်မှုတွေအာထုတ်မှုတွေအဲဇံဝင်စားမှုတွေပေါ့အာဒါရမ်းတော်တယ် နောက်ထပ်ကလေးတွေကလည်းအဲ့လိုပဲအဲ့လိုပဲဒီရှိရလူကြီးတွေချီရတယ်လည်းငဲနေတယ်သူတို့ဇာတ်ကောင်စက်ကိုအတိအကျပေါ်ကျူးနိုင်တယ်အဲ့ဒါအဲ့တော့ကျွန်တော်တို့ကလေပြူးဆောင်တွေဖြစ်ခဲ့ပြီနော်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့ဒါကလေးတွေထိုက်တန်သွားတာဟုတ်ကဲ့ပါနောက်လည်းပေါ့နောက်ထပ်တစ်စုလားအချင်တော်တော့မမြင်လည်းမအောင်အဲ့လိုပေါ်ပြောင်းလဲပြီးရတဲ့ခါရလို့ရှိပါဘူးအခုနောက်ပိုင်းကျတော့လေအဲ့လိုပေါ်ကျွန်တော်တို့အတွက်ကဇာတ်ကားကရှားသွားပြီးဇလန်းရှားသွားပြီးဒီအဲ့အရွယ်နဲ့ဟိုအခုတို့ဟာတာကားတွေပဲများတယ်နောက်ပိုင်းတို့လည်းတကြမ်း ကားလေးတစ်ခုရိုက်ဖို့ရှိတယ်ဟာတာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေများတယ်တကယ်ဒရမာကြီးတွေကြောက်လေဒရမာကိုင်းတွေအေးပစင်ထားပါတယ်အဲ့တို့အဲ့တဲ့ဇွေနဲ့လိုက်တဲ့ဒရမာဖြစ်ရမယ်အဖေဇက်ဖြစ်ပုံတော့ဗျာဆရာဇက်တွေဖြစ်ပုံတော့အဲ့လိုမျိုးပေါ့ကိုရန်လေးကိုပေါ့နော်အရန်ကြိုက်ရတဲ့ဖန်တယောက်နေတယ် ီမီဒီယာကနေပြောရမယ်ဆိုရင်ကိုရန်လေးကို၄၀ကျောင်းပြည့်အောင်အကယ်ဒမီစုတွေရစေချင်တယ်အဲ့လိုပါမယ်ဟုတ်ဒီမှာနိုင်ငံမှာပေါ့နော်ကိုရန်လေးလိုလူပညာရှင်ကလည်းရန်ရှာတယ်ပြီးတော့ no no two ပေါ့နော်နှစ်ယောက်မရှိဘူးအရန်လည်း unit ဖြစ်တယ်အဲ့တော့ကြောင့်မလို့၄၀ကျောင်းပြည့်အောင်အကယ်ဒမီစုရတဲ့ကိုရန်လေးဖြစ်ပါစေလို့ကျွန်တော်တို့အများနဲ့ဆုတောင်းပေးပါတယ်ပြည့်စုံနေပြီပါလေကျွန်တော်လည်းကြိုးစားပါမယ်